ွေကြမယ်ဖိတ်စာလေးတွေတူချင်းနာမည်ကတော့လက်ထပ်ပွဲပေါ့ဟုတ်ကိုယ်တိုင်မရေးတာအပြော်လေးပါကျွန်တော်ရိုမန်တစ်တယ်နော်အင်ဒီပုံစံမျိုးလေးပဲပါတာပေါ့နော်ကျွန်တော်ရေးထားတဲ့ချင်းတွေလည်းတော်တော်များများရှိတော့တချင်းတွေကိုပြန်လုပ်မယ်လို့ကျွန်တော်မော်ဒီရပါတော့ဗောနော်အဓိကတော့တချင်းတွေအဆောက်အထဲမှာမထားကြတာသူရှိနေတာဒီထဲကိုပြန်ဝင်ဖို့တော့ကအားရောရှိတာဗောတချင်းထွက်မဲ့နေရာစား လာစားအတူကျွန်တော်စဉ်းစားပြီးရခုကတင်တဲ့ချင်းတွေယူတူကြတယ်တငယ်ချင်းတွေအခုတချင်းတွေပြန်ဆိုတဲ့အခါကျတော့ဝမ်းတာတော့ဗောနော်အင်းဒီတစ်ခေါက်တော့ဖြည်းဖြည်းချင်းသွားမှာဗောအရင်လုံးမပြောက်သွားဘူး am လုံးဖြစ်တာတော်တော်ကြာပြီဗောနော်ကြာပြီကျွန်တော်ရေးထားတဲ့ချင်းတွေလည်းတော်တော်များများရှိတော့အဲဒီစာအုပ်ထဲမှာကြီးပဲ မထားခြင်းပေါ့ကျွန်တော်အသက်ရွယ်တခုရောက်တာဖြစ်ဖြစ်အဲကျွန်တော်မျိုးဆက်လေးတွေဖြစ်ဖြစ်ကျွန်တော်တငယ်ချင်းတွေဖြစ်ဖြစ်ကျွန်တော် record တခုကျွန်တော်လိုချင်တာပေါ့နော်လိုချင်တာဆိုတော့ကျွန်တော်အဲ့အချိန်မှာပြန်ပြီးတော့ဒီတခြင်းတွေကိုပြန်လုပ်မယ်လို့ကျွန်တော်မော်ဒီရပါတော့ပေါ့နော်အဓိကတော့တခြင်းတွေအဆောက်အထဲမှာမထားချင်တာတခြင်းနာမည်ကတော့လက်ထပ်ပွဲပေါ့ကိုယ်တိုင်မရှိတာပေါ့အာအပြော်လေးပါကျွန်တော် romantic တဲ့နော်ကျွန်တော်အပျော်လေးကိုကျွန်တော်ပြောပါမယ်ဆိုတာပေါ့အဲ indie ပုံစံမျိုးလေးပဲပါတာပေါ့နော်ဒီနေ့လဲ rock rock အထားလေးလည်းပါတယ်အင်းဟုတ်ပေါ့ rock 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 ပေါ့အတီးကပြောပေါ့ rock မင်းရှိတူတာဒီလက်စလေးနဲ့ quinta me we took our event ဟိုဟာ solo event ထွက်ခဲ့ပူတယ်လွန်ခဲ့သော10နှစ်ကနော်ဟုတ်တယ်ဟုတ်တယ်10နှစ်ကထွက်ခဲ့ပူ 17လာမယ်။အဲ့လောက်က10နှစ်ကျော်လောက်ကျော်ပြီ10နှစ်ကျော်ထွက်ထွက်ခဲ့ပူလေပေါ့။အဲ့ထွက်ခဲ့ပူတော့အခု teens အနေနဲ့ဒီဘက်နှစ်တွေမှာပွဲတွေပြန်ဆိုးဖြစ်ကြတယ်။ပို့ပြီးတော့တချင်းတွေပြန်နီးလာပါနော်။နီးလာတဲ့ခါကျတော့ဝေထုကလည်းသူလည်းအခုတချင်းတွေအများကြီးအများကြီးယူကြီးတာအများကြီးရေးထားပြီးတော့မှဒါဟိုကနလေးပေါ့ဒါကုသအချိန်ခါနဲ့လိုက်မဲ့တခြင်းမျိုးလေးကိုအရင်ထုတ်လိုက်တာပေါ့အရင်တော့ကျတော့မပြောဝင်လို့ထွက်သွားတာလေဘယ်လိုပြောလဲအဲဒါကကိုချစ်တယ်လို့လေမပြောသေးရမရှိအကြောင်းကြောင်းကြောင်းပေါ့ဒါအချိန်ပေးရတယ်အ တင်အချိန်ပေးရလဲပါတယ်အဲကိုကခုနပြောသလိုမျိုးအိမ်တော်နေမှာကြာသွားပြီးတော့ကိုလျှောက်တဲ့လမ်းတလမ်းကြားတလမ်းဆိုတော့ကျွန်တော်နှစ်ခုအချိန်ပေးဖို့အဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့ကိုဘာသာကိုကိုမကြည့်ရလဲဖြစ်ကောင်းဖြစ်မှာပေါ့နော်ကိုမကြိုးစားရလဲဖြစ်ကောင်းဖြစ်မှာပေါ့အချိန်ပေးဖို့မကြိုးစားရလဲဖြစ်ကောင်းဖြစ်မှာပေါ့ဒီဘက်လမ်းနဲ့ကင်းกว่าပါပြီးတော့ဒီဘက်စီဝါရေးဥပမာစီဝါရေးပေါ့တခြားလူမှုရေးပေါ့ကိုယ့်ရဲ့အိမ်တော်ရေးပေါ့အဲအဲ့မှာပဲသွားပြီးတော့အချိန်ပေးဖြစ်တာပေါ့ ိုနေ့ကပဲဟဲလီနဲ့တိုင်နေသားသေးနောက်ထပ်ဆက်သွားမယ့်စီစဉ်လေးရှိတယ်အဲဒီတစ်ခေါက်တော့ဖြည်းဖြည်းချင်းသွားမှာပေါ့အရင်လုံးမပြောက်သွားဘူးပြောက်သွားဘူးအကူကဒီတချင်းနေဟိုဆက်လုတ်တဲ့အချိန်ပေါ့နော်အကူဆယ်တန်းအောင်ပြီးတချင်းနေလုတ်တော့မယ်ဆိုတဲ့အချိန်မှာလည်းအတူတူစူးစမ်းခဲ့ကြတာလေအခွင့်အရေးပေါ့တချင်းဆိုဘူးအခွင့်အရေးရလာတဲ့အခါကျတော့လေအတူတူပဲလေတင်းစပွဲဖြစ်လာတော့လေအတူတူပဲအဲ့တော့ဒါအောင်လျှောက်ကြည့်အတူတူပြီးပွားခဲ့ကြအခုဒီနေ့ဒီချိန်ထိကိုတရက်ွက်တဲ့ အင်းနီနာချင်းလာဖြစ်နေတယ်။အဲဒီတော့ကိုယ်ရှိနေလို့ကြတော့အဲ့လိုမျိုးကိုသင်ပြန်လုပ်မယ်ဆိုတဲ့အချိန်မှာဘယ်လိုလေးဟိုအားရှိနေရရှိ။အားတော့ရှိတာပေါ့။သူရှိနေတာ။ဒီတဲကိုပြန်ဝင်ဖို့တော့ကအားတော့လွယ်။သူ့ရဲ့ asset တွေနဲ့ပဲ။ဟိုအဆင်ပြေ။သူ့ကိုယ်တစ်ခုခုလှုပ်ချင်တာမှန်သမျှဟဲလီငါဒါလှုပ်ချင်တယ်။အဲသူကလည်းရွေးချယ်စရာချပြပြ။ဒါဒီလိုရှိရဲ၊ဟိုဒီလိုရှိရဲ။အဲလိုမျိုး။အဲလိုတခြင်းထွက်မဲ့နေရာစား လန့်အားစားအတူကျွန်တော်စဉ်းစားပြီးကျွန်တော်ကခေါင်းထဲမှာအရာမရှိဘူးကျွန်တော်ကတခြင်းဆိုကျင်တာပဲရှိတာကျွန်တော်တခြင်းဆိုရတာကိုကြိုက်တာအဲ့လိုမျိုးရှင်းပြောကျွန်တော်ကင်မရာမကြိုက်ဘူးကျွန်တော်ရိုက်ရင်ကျွန်တော်မကြိုက်ဘူးအဲအဲ့လိုမျိုးသူတို့ပြောရှက်တာလားဘာမှမကြိုက်တော့ဗျာရှင်းပြောရင်မကြိုက်ဘူးအဲ့လိုမင်းကင်မရာမကြိုက်ဘူးငါကင်မရာရမ်းကြိုက်နေအဲ့လိုအင်တာဗျူးဖြေရတယ်မကြိုက်ဘူးဒါ ကိုမကြိုက်တော့ပြောပြရအောင်နော်မကြိုက်ဘူးဒါပေမဲ့ဒါမလုပ်လို့မရဘူးလေအဲသချင်းရဲ့စိုးနေုံနဲ့ပဲပြီးမှမပြီးရငွေတော့လည်းဒီလိုပဲနေခဲ့တာဆိုတော့အခုအသက်အရွယ်ရောက်လာတဲ့ကိုကနည်းနည်းမကျွေးဖြစ်လာတဲ့အချိန်ရောက်တော့ကိုလှုပ်ရမယ်အရာလေလှုပ်လှုပ်လှုပ်တင်နေလှုပ်ရတယ်ပေါ့ရှောင်းဝေးကြမေဖိတ်စာလေးတွေတူမီနေဟောကျွန်တော်ကမ်းဘက်ဆိုတာထက်ကျွန်တော်အခုမှစရတယ်လို့ပြောရမှာပေါ့နော်အဲ ဲ့တော့အခုကမှကျွန်တော်ကတကယ်ကိုဒီလုပ်ကိုတည်တည်ချာချာပြန်လုပ်မယ်ဆိုတော့အတွေးတွေနဲ့အချိန်နဲ့ကျွန်တော်တွေးမိရရလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းတော့ပြန်ပြီးတော့သွားမှာပေါ့ခမ်းဘက်သဘောမျိုးရတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကအခုမှစမှာအင်းပေါ့အခုကတကယ်တချင်းတွေယူတူကြတယ်တငယ်ချင်းတွေလူငယ်ငယ်တွေကနေတော့တချင်းတွေနဲ့တူတူဖြတ်တန်းခဲ့ကြတယ်အခုတချင်းတွေပြန်ဆိုတဲ့အခါကျဝမ်းတာတော့ပေါ့နော် ဘာလဲကိုလည်းအဖော်အဖော်ရလေဘာကြောင့်ငငယ်လေးကအဖော်လေးဒါကိုတော့တချင်းတူတူဆိုကြတီးကြရဲဆိုတော့အဲ့လိုမျိုးဆိုကိုတငငယ်ချင်းကဒီလိုမျိုးတချင်းနေပြန်လုပ်ပြီးဆိုဝမ်းတာလေကိုကလည်းကိုနိုင်တဲ့အားနဲ့ဘယ်လိုမျိုးပူပါမလဲဆိုတော့အဆင်သင့်ပါအဲ့တော့တငငယ်ချင်းတွေလည်းအများကြီးအောင်မြင်ပါစေလို့เนาะဒါဟိုခဏလေးပေါ့သူသူ့ရဲ့တချင်းပုံစံလေးတွေကလည်းနည်းနည်းကွဲထွက်တယ်အကိုနဲ့မတူအကိုတင်းစင်လည်းမတူအကိုနဲ့လည်းမတူသူ့ပုံစံတစ်သက်သက်သူရှိရပါအဲ့တော့ဒီဘက်ခေတ်ပြည်သက်တွေလည်းအကြိုက်တွေ့မှာပါ